ကျွန်တော်ရဲ့ Quick Entertainment YouTube Channel ကို အားပေးစောင့်မျှော်နေကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်မိတ်ဆွေတို့ကိုပြောပြပေးမှာကတော့ကျောင်းဆောင်မီးလောင်တဲ့အခါပေပေမော်ကြွာသွားတဲ့ဖျားဆိုပြီးတကိုးကြီးမန်းတိကကြီးညိုပူဇော်သူပုံများလာတဲ့ရေတနာမြင့်စုဗုဒ္ဓရုပ်ပွားတော်မြတ်အကြောင်းကိုပြောပြပေးမှာပဲဖြစ်ပါတယ် မိတ်ဆွေတို့အနေနဲ့လည်းဒီရုပ်ပွားတော်များဟာဘာရီထူးခြားလို့ကြည်ညိုသူ ပိုများလာလဲဆိုတာကိုသိချင်ကြမယ်လို့ထင်ပါတယ်ကျွန်တော်နဲ့အတူဗီဒီယိုလေးကို အဆုံးထိကြည့်ပေးကြပါအောင်ခင်ဗျာဒီရုပ်ပွားတော်များဟာကျောင်းဆောင်မီးလောင်တော့ပေပင်ပေါ်ကြွာသွားတဲ့ရုပ်ပွားတော်များဆိုပြီးလူသိများခဲ့ပါတယ်မကွေးတိုင်းဒေသကြီးမင်းမှုခရိုင်ဇလင်းမြို့နယ်ညောင်လင်းစင်ကျေးရွာအုပ်စုမှာ တီထားကိုးဝယ်တာပဲဖြစ်ပါတယ်။ဆက်လင်းမြို့လက်ပံပင်ကျောင်းတိုက်မှာကိန်းကိုစံပယ်တော်မူတဲ့ရတနာမြင့်စုရုပ်ပွားတော်မြတ်ဟာအလောင်းစီသူမင်းလက်ထက်ကလေးကထုလုပ်ပူဇော်ထားခဲ့တယ်လို့ဖျားသမိုင်းမှာဖော်ပြထားပါတယ်။တရကန်သားနဲ့ထုလုပ်ပူဇော်ထားတဲ့ဖျားငါးစုအနံတစုဖြစ်တယ်လို့လဲဆိုပါတယ်ဗျ။အများသိကြတယ်အညာတီယာတော်ဖရားနဲ့ညီကိုစင်းနုတော်တွေပဲဖြစ်ပါတယ် တခါကရုပ်ပွားတော်မြတ်ကိန်းဝန်ဆံပေတော်မူရာအဆောင်ကို မီးလောင်သွားသောအခါကျောင်းနိုင်ဆရာတော်အပါဝင်တမျိုးလုံးယူကျိုးမရဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့လည်းမီးလောင်ပြီးနောက်ပိုင်းရက်တွေမှာမာလာရှင်ကျော်ပေပင်ပေါ်မှာအ мян ချလို့ဆိုပြီးကျောင်းနိုင်ဆရာတော်ကိုအိမ်မက်ပေးလာပါတယ်။ခဏခဏမတ်ပါများလာတဲ့အခါဆရာတော်လည်းကျောင်းသားတွေကိုပေပင်ပေါ်တက်ကြည့်ခိုင်းလိုက်တဲ့အခါမှာတော့ အားလုံးကမီးလောင်သွားပြီဟုထင်ကြတဲ့ရေဒနာမြင့်စုရုပ်ပွားတော်မြက်ကို ပေပင်ပေါ်မှာစံပယ်နေတာတန်တော်တွေ့ခဲ့ရပါတယ်ဒီတော့မှကျောင်းဆောင်မီးလောင်တော့ပေပင်ပေါ်ကြွာသွားတဲ့ဘုရားဆိုပြီးတကိုးကြီးမန်းတီကကြီးညိုပူဇော်သူပုံများလာခဲ့တယ်လို့ဆိုပါတယ်ခင်ဗျာအလောင်းစီသူမင်းကြီးတည်ခဲ့တယ်ဒီရှင်ပင်ရေဒနာမြင့်စုဘုရားမှာတော့အံ့ဘွယ်ကိုပါရှိလို့နေပါတယ်နံပါတ်၁အချက် ဖျားတရာကြောင်းမီးလောင်တော့လဲဖျားဆင်းလူတော်မှာမီးမလောင်ခြင်းနမတ်နေမီးလောင်စင်မှာမြေသူမြမပင့်ဆောင်ရပဲအကြောင်းဤပေပင်ပေါ်ကြွရောက်တော်မူခြင်းနမတ်တော်ဆရာတော်ဥမာလာကို ပေပင်ပေါ်မှအိမ်မက်ပေးခြင်းနမတ်လေးပေပင်ပေါ်မှာကြီးများတာနေကြ၍ကြည့်ရှုရနေအောင်နှင့်အပြန်ရောင်ကြည်တော်ကုန်မြူးနေခြင်းနမတ်ငါ 1145ခုနှစ်မှာတီဘောမင်းကပင်ဆောင်ပြီးနန်းဦးအရှိရက်တို့မျက်နာမူလျက်ပူဇော်တော်လဲ။နနက်အာယုံတက်လီတိုင်းမှာဆက်လေးမျိုးတီရှိရာအရက်တို့မျက်နာတော်အမြဲလှည့်နေခြင်း။နမတ်ချောင်း1149ခုနှစ်တီဘောမင်းပါတော်မူပြီးနောက်မန္တလေးမြို့မှာဆက်လင်းတို့နနက်အချိန်မှာပင်ဆောင်ရာ နေချင်းပေါ့ဆင်ပြူကျွန်းစိတ်ခန်းတို့ရောက်ရှိခြင်း။နမတ်ခွန်း ရှင်ပင်ယတနာမြေစုဖရာပုံတော်ထုလို့တော်လဲမတူကွဲပြားနေခြင်းနမရှိရှင်ပင်ယတနာမြေစုဖရာပေါ်မအပ်ဆက်သောအရာဝတ္ထုများထားမိကတိတာထင်ရှားစွာ နမိတ်ပြခြင်းနမကိုယတနာမြေစုဖရာကို အထူးအာယုံပြုဘူးမြော်သူတိုင်းမဖော်ပြနိုင်သည့်အာယုံသူအမျိုးမျိုးကို ဖြစ်ပေါ်ခံစားရခြင်းလို့ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တင်ဆက်ပေးလိုက်တာကတော့ ဇလင်းမျိုးလက်ပံမင်းကျောင်းတိုင်းမှာကင်းဝန်စံပယ်တော်မူနေတယ်။အလောင်းစီသူမင်းကြီးလက်ထက်ကလေးကထုလုပ်ပူဇော်ထားတဲ့ယဒရာမြေစု ရုပ်ပွားတော်မြက်ရဲ့ထူးခြားတဲ့တမိုင်းကျောင်းတွေပဲဖြစ်ပါတယ်ခင်ဗျာ။နောက်ရက်တွေမှာလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်တွေကိုရှာဖွေတင်ဆက်ပေးမှာမို့ကျွန်တော်ရဲ့ Khui Entertainment YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးဖို့မြတ်တာရက်ခံပါစေ။ကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။